Post Valley Concierge ကုမ္ပဏီဟာနှောင်း၁၄ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးခုပြုလုပ်တဲ့လုပ်ကိုင်ပြပွဲဟာသူတို့အနေနဲ့ပထမဆုံးဦးစီးကျင်းပတဲ့ပွဲတစ်ခုဖြစ်ပါတယ်။ပွင့်လင်းလာတဲ့မြန်မာပြည်ကိုနိုင်ငံချင်းမြုပ်နှံမှုတွေအများပြားဝင်ရောက်လာတာနဲ့အမျှလုပ်ကိုင်ခွင်လန်းတွေလည်းအထိုက်လျောက်ပေါ်ထွက်လာခဲ့ပါပြီ။ဒီပြပွဲမှာကုမ္ပဏီပေါင်း90ကျော်ပါဝင်ပြသခဲ့ပြီးအများစုကတော့ဂျပန်ကုမ္ပဏီတွေဖြစ်ပါတယ်။ So firstly, uh, Myanmar markets is all global market, open the market. because မြန်မာပြည်ဈေးကွက်ဟာနိုင်ငံတကာကိုထိုးဖောက်လာတာကြောင့်ပြီးခဲ့တဲ့2015ကဆိုရင်ကုမ္ပဏီပေါင်း150လောက်ရှိခဲ့ပြီးဒီနှစ်မှာတော့ကုမ္ပဏီ350အထိဖြစ်လာပါတယ်ဒီလိုဝင်ရောက်လာတဲ့ကုမ္ပဏီတွေနဲ့ပြည်တွင်းကလူတွေအတွက်အလုပ်ကန်ချိတ်ဆက်ပေးဖို့အခုလိုကျင်းပတာဖြစ်ပါတယ် Post Valley Consia ကုမ္ပဏီဟာ2014ခုနှစ်ကတည်းကနာမည်ကြီးထက်တန်းကျောင်းတွေနဲ့ရန်ကုန်တက္ကသိုလ်နိုင်ငံသားဘာသာတက္ကသိုလ်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားတွေအတွက် အလုတ်ကန်ထိစက်မှုတွေလွတ်ဆောင်ပေးခဲ့တာပါသူတို့ပထမဆုံးအကြိမ်စီးစင်းတဲ့ပွဲမှာတော့ Mitsubishi, MJ, PME, Schneider, Sony စတဲ့ကုမ္ပဏီတွေပါဝင်ခဲ့ပါတယ်ပြင်သစ်ခြေဆိုင် Schneider Electronic ကုမ္ပဏီကတော့သူတို့အနေနဲ့မြန်မာပြည်မှာဘလို့မျိုးဈေးဝက်တိုးချဲ့ဖို့အစီအစဉ်တွေရှိနေတာကြောင့်အလုတ်ခေါ်ဖို့လုပ်နေတယ်ဆိုတာကိုခုလိုရှင်းပြခဲ့ပါတယ် Schneider Electric အနေနဲ့ကတော့ဟို educational ဘိုင်း technological university ပေါ့နော် engineering university ဆိုလို့ရှိရင်ဟို university အတွက်ကို laboratory ပေါ့လက်တွေ့ခန်းကိုဖွင့်ပေးတာဆိုလို့ရှိရင် YDU နဲ့ပြီးတော့ TTU ရန်ကုန် technological university ရဲ့တန်လင်း technological university ရဲ့ကိုဒီနေ့မှာဆက်လုပ်မယ်ပြီးတော့အဲ့ဒါအပြင်ကိုကျွန်တော်တို့ Schneider မှာက Go Green in the City ဆိုတဲ့ကျောင်းသားတွေအတွက်ဟုတ်ပြီနော်ပြိုင်ပွဲလေးတွေလုပ်ပေးတာရှိတယ်အဲ့ဒီပြိုင်ပွဲလေးတွေအတွက်ဆိုရင် Mandalay ထိလဲပါတယ်ဖီရ technological university လည်းပါတယ်ပြီးတော့နောက်တစ်ခုကဟို association တွေလည်းပဲမှာဟုတ်ပြီเนาะမြန်မာ engineering society UMSCCI ကုန်တယ်ကြီးများအသင်းအဲ့ဒီအသင်းတွေမှာလည်း Schneider Electric အနေနဲ့အဲ့ဒီအသင်းတွေနဲ့တွဲပြီးတော့ခုနပြောခဲ့တဲ့ vocational training လိုမျိုးဟုတ်ပြီเนาะ basic electrician training လိုမျိုးဟိုဟို professional လေးတွေကိုဝေးထုတ်ပေးနိုင်အောင်တို့ကြိုးစားလုပ်ဆောင်နေပါတယ်ခွဲအဲ့တော့တို့အခုလက်ရှိလိုတဲ့ position အတွက်ကောနောက်ထပ်မှာ expansion လုပ်ရှင်တဲ့ plan အတွက်ကော အော်ဥပမာဆိုလို့ရှိရင်ကိုတို့မန္တလေးမှာလည်းရုံခွဲထပ်ဖွင့်မှုရှိတယ်။တော့ရန်ကုန်ရုံတက်ကောမန္တလေးရုံတက်ကောလူလူနေတာရှိရပေါ့ကွ။အဲ့တော့ကိုတို့ဒီမှာဟိုဒီ job fair လေးမှာဝင်ပါခြင်းအဖြစ်ဟုတ်ပြီနော်။ Lowhead candidate တွေကို Schneider Electric နေနဲ့တွေ့မယ်လို့ညွှန်မှန်းထားတဲ့အတွက်ဝင်ပါတာဖြစ်ပါတယ်။